င်းတော့မှအဲ့အိမ်လေးမှာနေနေတဲ့ထိုင်တာရှစ်နှစ်ပဲရှိသေးတယ်အခုကနေစင်အဲ့အိမ်ဘက်ကိုမတော်ချင်ဘူးဆိုတာအဲ့စင်အဲ့ဘက်ကိုသွားရင်လုံးဝခံစားလို့လည်းမရဘူးကိုရဲ့အဲ့ခုလည်းအစ်စိတ်ဘက်ကလို့စစ်တာလွမ်းနေသွားချင်တယ်ကိုကဘယ်ဘယ်ထွေးနေတွေးနေရှာထားရတာလေနော်လူများလို့လည်းချမ်းသာခဲ့တာမဟုတ်ဘူးကိုဟာကိုဥမာတကြက်ရရင်တောင်မှတမတ်ဖိုးပဲစားမယ်နော်တမတ်ဖိုးကဟိုတမတ်ဖိုးကဒီအိမ်အတွက်ဆိုပြီးတော့ စ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တူရီတော်သားဖြစ်သူပါဝင်လေခုလုံးပျက်စီးရှုံးရှုံးခဲ့ရတဲ့ဒေါ်စင်အတွက်၅လကျော်တဲ့အထိဒီဖြစ်ပျက်ကိုမမေ့နိုင်သေးပါဘူးဒီလေကြောင်းတိုက်ခိုက်မှုဟာနေပျက်စီးမှုအထက်ပိုပြီးမိသားစုအိမ်မက်တစ်ခုပလုံးပျက်စီးသွားခြင်းဖြစ်တယ်လို့ဒေါ်စင်စင်ကပြောပါတယ်တန်းတမ်းမတော် PSF DNA ထိန်းချုပ်ထားတဲ့တန်းဒေတာမန်တုံမျိုးပေါ်အောင်ချန်တာရက်ွက်ရှိလူနေထူထပ်တဲ့နေရာတွေကိုပြခဲ့တဲ့မေလ12ရက်နေ့မှာစစ်ကောင်စီတပ်ကပေါင်900နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် အဲ့ဒီလေကြောင့်တက်ခိုက်မှုကြောင့်နေအိမ်ပေါင်း20ကျော်ပျက်စီးခဲ့ရပြီးဒေါ်စင်စင်ရဲ့တားဖြစ်သူအသက်20ဝန်းကျင်မောင်ရှိန်မင်းသက်စုသူတေဆုံးခဲ့ပြီးဒဏ်ရာရသူ6ဦးထိရှိခဲ့ပါတယ်။စစ်ကောင်စီချေချာတိုက်ခိုက်တဲ့ဘုံဟာဒေါ်စင်စင်ရဲ့နေအိမ်ပေါ်တက်တက်ကြားရောက်ခဲ့ပြီးဒေါ်စင်စင်နဲ့သူ့ရဲ့တမီးဖြစ်သူကအချိန်မီတင်းဆောင်နိုင်ခဲ့ပြီးမယ်။တားဖြစ်သူကတော့မတင်းဆောင်နိုင်တော့ပဲအဲ့ဒီလေရန်ဘုံတန်ကြမှာပဲတစားစင်းစီဖြစ်ပြီးတေဆုံးသွားခဲ့ရပါတယ်။ ဒီကြောင့်လည်းဘုံကျဲတိုက်ခိုက်ခံရစဉ်သူတွေ့ကြုံခဲ့ရခြေနေတွေကိုဒေါ်စင်စင်ကခုလိုပြန်ပြောပြပါတယ်အဲ့ဒါဆရာခရီးအောင်မဝင်ပုံးနေတယ်ခရီးအောင်မမဝင်နဲ့မဝင်နဲ့အပြင်ထွက်အပြင်ထွက်ဆိုရင်ဇင်ကပြင်ထွက်အပြင်ထွက်ဆိုကြောက်ရိုးကနေဆေးလို့ချံပြင်းနေပေါ့ဟိုတန်းကနေခုံချအသားကဝင်လာတာဝင်လာခြင်းပေါ်ကအိမ်မှာအန်ဒီစိန်တို့အိမ်ကိုတက်တက်ချပွေပြီးမှခုံချရတာပေါ့အန်ဒီစိန်လေးကြောက်ရိုးကတ်လိုက်တော့ မကတ်ရင်တော့အန်ဒီစိန်တို့ရဲ့အန်ဒီစိန်တို့သားမိ၃ယောက်ကအစတောင်ရှာရမှာမဟုတ်ဘူး။ဒါကြတဲ့ဆိုသားကတော့အိမ်ရဲ့အောက်ဖက်ကိုလွန့်ဆင်သွားတယ်။လွန့်ဆင်သွားတော့အန်ဒီစိန်ကသားမရှိတော့ဘူးဆိုတာကိုတော့သိတယ်။အိမ်ကလည်းအန်ဒီစိန်တို့အိမ်ရဲ့အလေကောင်တက်တက်ကိုလက်တက်တက်ချတာ။အစိန်စိန်ရဲ့တားဖြစ်သူဟာလိမ်မာပြီးမိဘအပေါ်တိတက်သူဖြစ်ပြီးတော့စီကောင်စီတက်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်သားဖြစ်သူဆုံးရှုံးလိုက်ရတဲ့အတွက်ကျန်းရစ်တစ်ခဲတဲ့ဒေါ်စင်စင်အတွက်အားကိုးရမယ်ဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာဒေါ်စိန်စိန်ဟာတားဖြစ်သူတေဆုံသွားခဲ့တာကြောင့်ခုနှစ်တန်းကြောင့်သူတမီဖြစ်သူနဲ့အတူမန်တုံမျိုးထဲမှာအိမ်ငှားပြီးအကျော်ရောင်းရင်းနဲ့ဘဝကိုအသက်ဆက်ရှင်နေရပါတယ်။ဒီတော့တွတ်ထတာပေါ့၃နှစ်လောက်ဆိုရင်ဒီစိရဲ့အရင်အိမ်လေးမဖြစ်ခင်မဖြစ်နိုင်မှုပေါ့နော်အရင်နေထိုင်မှုပုံစံတော့မဖြစ်နိုင်ဘူးအခုတိုင်းဆိုတော့တမိုးတွက်ကလေးနဲ့တော့နေနေအောင်ကြိုးစားမယ်လို့ပေါ့ဖြစ်လာမလားဖြစ်မလားဆိုတော့အနေစင်ရဲ့ကံလေအစိကျမကြီးကောင်းနေပေါ့ကျမကြီးကောင်းနေပေါ့ကျမကြီးမကောင်းရင်လည်းဖြစ်မှာမဟုတ်ဘူးလေ အဲ့ဒီလေကြောင်းတိုက်ခတ်မှုတဲမှာအများစုဟာပျက်စီးသွားတဲ့နေအိမ်တွေပြန်မပြုတ်ပြင်နိုင်သေးပဲနေစရာအိမ်တွေမရှိတော့လို့နေဆက်ရအိမ်တွေမှာပဲနေထိုင်နေကြပါတယ်။ဒေါ်ရင်ဟာလည်းလေရင်နဲ့ဘုံကျဲတိုက်ခတ်ခံရစဉ်နေအိမ်ထဲမှာရှိနေခဲ့ပါလေ။နေရဲ့တကားပေါက်တွေပျက်စီးကုန်ပြီးလက်ရှိအချိန်ထိပျက်စီးသွားတဲ့နေအိမ်တွေပြန်မပြင်နိုင်သေးဘူးလို့သူကဆိုပါတယ်။ဒီကလေးဒီအိမ်ကြောက်ခတ်မှုအကုန်ပြတ်တယ်ဒီမှာကျတော့ဒီဟိုအခုမြင်တဲ့အတိုင်းပဲပေါ့အဲ့လိုမြင်တဲ့မပြင်ဖြစ်တဲ့လို့ဒီစပြတ်တဲ့ချိန်နဲ့ဒီလိုမျိုးပဲဖြစ်တာ။ ဒါကြတော့တို့ခမိုးတို့တွတ်တဲ့ကုံကိုပယ်ပြစ်တော့နည်းနည်းတော့ရှင်းသွားတော့ဘူးတော့တိတ်မရှိဘူးပြအကုန်လုံးပြင်ပြီးတာကြတော့ဒီတအိမ်ဒီတစ်ထပ်အိမ်တအိမ်မဲ့တွေ့တယ်ကြာနေအိမ်ကြတော့မပြီးသေးဘူးနေ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 အာအဲ့လည်းပြမနော်အဲ့လည်းပြမနော်စကောင်စီတက်ဟာမန်တုံမြို့ပါဝင်တန်းတက်ထိန်ချုပ်ထားတဲ့ဒေတာတွေကိုလေချောင်းကနေတိုက်ခိုက်မှုတွေမှာကြာခဏပြုတ်လုပ်နေပြီးလူထုတွေဟာလေချောင်းတန်ကြားအသက်ဆက်ရှင်နေရပါတယ် စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခတ်မှုတန်ကြားရှင်တန်ရတဲ့မန်တုံမြို့ခံဒေါ်ကျင်းဟွေးဟာလက်ရှိရင်ဆိုင်နေရတဲ့အခြေအနေကိုခုလိုပြောပြထားပါတယ်။နော်အာခုလေရင်ပြန်တန်ကြားလိုက်တာနဲ့ကိုကအော်ဘယ်မှာရှောင်ရမလဲဆိုပဲစိတ်ကိုအဲ့လိုမျိုးစိတ်ထဲမှာအဲ့လိုပဲရှိတာပေါ့။တကယ်တကယ်တမ်းကျတော့ပြေးတဲ့နေရာကဘယ်ရှိမလဲခုအိမ်ထဲကနေလွဲပြီးတော့ပေါ့။ဟာပြေးရမယ်ဆိုရင်လည်းကိုကလေးတစ်ဖက်နဲ့ပေါ့။ကိုကမပေါ့မပါလည်းဖြစ်တယ်ဆိုတော့အဲ့လိုမျိုးလေရင်ပြန်တန်ကြားလိုက်တာနဲ့ ကွာအဲ့လိုမျိုးဆိုရင်ဆိုရင်ဆိတ်ရှိတာပေါ့။အော်ငါဘယ်မှာပြေးရမလဲ။တကယ်လို့ပြေးမယ်ဆိုတော့လွတ်ပါမလား။အဲ့လိုပါပဲ။တကောတအားကြောက်ဆိုတအားကြောက်တယ်ဆိုရင်လည်းမဖြစ်ပြန်ဘူးလေ။မလားတူအော်တိုဘာ၂ရက်ကလည်းမတ်တုံမြို့ဝင်ရှိစစ်ကောင်စီတပ်စခန်းဟောင်းခလရ330နဲ့အော်တိုဘာ19ရက်နေ့ကအောင်ချမ်းသာရက်ကွက်တဲ့နေချောင်းကနေဘုံထက်ချက်ခဲ့လို့နေနေပျက်စီးခဲ့ရပါတယ်။ဒါပြင်စစ်ကောင်စီတပ်ဟာ TNA ထိတ်ချုပ်ဒေသတွေကိုပြီးခဲ့တဲ့အော်တိုဘာလ ပထမဘက်ကနေစပြီးတော့လေချောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေခက်စစ်စိတ်ပြုတ်လောက်လာတာကိုတွေ့ရပါတယ်။တုံးဘက်တွင်ရွှေပြည်မြေကရရှိတဲ့စီးရင်တွေရာ TNA ထိန်းချုပ်ဒေတာတွေမှာစစ်ကောင်စတပ်ရဲ့လေချောင်းတိုက်ခိုက်မှုတွေကြောင့်တေဆုံးသူ52ဦးထိရှိခဲ့ပြီးဒဏ်ရာရသူ40ကျော်ရှိလာခဲ့ပါတယ်။ဒါ့အပြင်လေချောင်းတိုက်ခိုက်မှုကြောင့်လူအစုလိုက်ပြုံလိုက်တေဆုံးနေရတာတွေကမကြာခဏဖြစ်ပွားနေတယ်လို့နေအိမ်ပေါင်းယာနဲ့ချီလည်းပျက်စီးခဲ့ရပါတယ်။တန်းတပ်ဘက်ကတော့စစ်တပ်ကဒရုန်း လက်နဲ့ကြီးနဲ့လေချောင်းတွန့်ပြပြီးအရတလူထုတွေပေါ်ရာဇဝတ်မှုကျူးလွန်နေတာဖြစ်ပြီးလူထုတွေအနေနဲ့စီးရဲသတိရှိကြဖို့လဲတိုက်တွန်းထားပါတယ်။တော်လိုင်းတက်တဲ့ထန်းချုံနယ်မြေရှိလူထုတွေဟာစစ်ကောင်စီတပ်ရဲ့စီးရဲပြစ်မှတ်ဖြစ်နေခဲ့ရပြီးနိုင်ငံတကာဘက်ကလည်းစစ်ရာဇဝတ်မှုကျူးလွန်နေတဲ့စစ်ကောင်စီကိုလက်ရှိချိန်ထိအရေးယူနိုင်ခြင်းမရှိသေးပါဘူးခင်ဗျာ။